အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်ပြောရတဲ့အတိုင်းဘယ်ဥစ္စာလုံးမလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာနောက်တစ်ခုစတင်မယ်ပါလဲဆိုလို့ရှိရင် changing changing တိုင်းမဲ့ကျွန်တော်တို့အထက်ထဲမှာရေးတဲ့ဥစ္စာကိုပြင်ဆင်မှုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်ပြချင်ပါတယ်မြညာပြောင်းတဲ့ဥစ္စာအဲ့တော့ဒီရေးမကြည့်ဘူးဒီဥစ္စာလုပ်တာပို့ပြီးရေးကြည့်ရခင်လို့အားလုံးကျွန်တော်ဒါအားလုံးကျင်မယ်ဟုတ်ပြီ5ဒါ5ပြရမယ်ဟုတ်ပြီကျွန်တော်တို့ခုလုပ်မယ့်ဥစ္စာက number 4ဟုတ်တယ်မလားအဲ number 4မဟုတ်ဘူးဒီဥစ္စာ changing change to change you are in for ဟုတ်ပြီ number 4 4ကတော့ဆိုရင် change တန်ဖိုးပဲအခုဆိုလို့ရှိရင်ကျွန်တော် main အဲတရားမှာ main ဆိုပြီးရေးထားတဲ့ဥစ္စာကိုကျွန်တော်လွင်ဆိုပြီးပြောင်းနေတယ်ဒါမှကြော်ဆိုပြီးပြောင်းနေတယ်ဒါမှအသက်ကိုကျွန်တော်တခြားဥစ္စာတစ်ခုပြောင်းနေတယ်ဆိုလို့ရှိရင်ဘယ်လိုပြောင်းမလဲဆိုတော့လောက်ကြည့်ကြည့်ဟုတ်ပြီလားအားကြောင့်ကျွန်တော်ရမ်းလွယ်ပါတယ်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်အများကြီးလောက်ပွားရေဆိုတဲ့အခါအဲ့တော့လလကူနဲ့နားလည်အောင်လို့ရှင်နေမျိုးလုံးတော့မမြင်နေအောင်လောက်ပြီးတော့မြင်အောင်လောက်လောက်ကျွန်တော်ထင်တယ်ဟုတ်ပြီကျွန်တော် change ဆိုပြီးကျွန်တော်အဲ့ဒါကိုထားလိုက်မယ် ချင်းရနှစ်ခုရှိတော့ place ကြီးရအားလုံးလို့အဲ့တော့ဒီမှာ case 4လို့ပြောရင်လည်း case 4ချင်းကောင်းပြီ okay ဒါလေးရတယ်လို့ကလိုက်ဟုတ်ပြီခုကျွန်တော်ဒီမှာရေမောက်စာပါလဲဆိုလို့ချင်းပုံမှန်အတိုင်းပဲ info info p ဆိုပြီးကျွန်တော်ပြင်မယ် p equal to half ဟုတ်တယ်မလားဒါတော့ဆိုကျွန်တော်ဒီမှာထပ်ပြီးတော့ရေးတော့ဘာလုံးလဲဆို copy ဆဲမယ် copy ဆဲဆိုတော့ဒါဆိုဆဲမယ်ဆိုရင် why ဆက်ရေးလိုက်ပါမယ်ဗျ copy အကြီးကြီးရမှာဟုတ်မလား why ဒီပုံကအပေါ်ပုံစံအတိုင်းအတူတူပဲဥစ္စာကျွန်တော်တော့တော့မှာဥစ္စာအဲ့တော့ p equal to make not equal not equal to ဒါပြဿနာလို့ equal နူးဆိုရောနူးမဖြစ်ချိန်မဖြစ်တဲ့အချိန်ထိသွားမယ်ဒီပေါ်လည်းကျွန်တော်လုံးမစားကျွန်တော်မိသွားတာအာဘယ်ဥစားလဲဆိုလို့ရှိရင် listing ပြမှာ list list မပြတော့မပြပဲတိုင်းပဲသူ့နံပါတ်ရေးခံပြီးနံပါတ်ရေးပွားလို့ရှိရင်ဟုတ်ပြီကို print app နဲ့ကျွန်တော်ထုတ်မယ် print app နဲ့အရင်ဆုံးပါလဲဆိုလို့ရှိရင်သူ့ရဲ့ id နံပါတ်ကိုရေးခံမှာဟုတ်တယ်မလား id ကိုပြပွားလို့ရှိရင် id မှာရှိနေတာဘာရှိမလဲနံပါတ်ကြမ်းမှာ id ပြပွားလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော် main ဆိုရဥစ္စာ main main ဆိုရဥစ္စာ ID တရားမှရှိတယ်အဲ့ဒါကိုကျွန်တော်လွင်နေနဲ့ပြောင်းနေတာမို့အသက်ကိုပြောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကလုပ်ခိုင်းမှာဆိုတာမင်းရဲ့ ID ကိုရေးမင်း ID ရေးပို့လို့ရှိရင်မင်းရဲ့ information ကိုငါပြမယ်အဲ့ဒီခါကျမှမင်းပြောင်းလဲမှုလို့အဲ့လိုပုံစံမျိုးနဲ့ကြော်သွားမှာဟုတ်ပြီလားအဲ့ဒီခါကျလို့ရှိရင်ဘယ်လိုလုပ်မလဲဆိုရင်အဲအင်းဆိုပြီးတစ်ခုပေးမယ်အင်း ID to show ID to show ဆိုတော့ကျွန်တော်ပြမလို့ဆိုတော့စူးစမ်းမယ့်ဥစ္စာတစ်ခုဖြစ်တယ်အဲ့တော့ ID to show ဆိုပြီးတော့အင်းတစ်ခုပေးမယ်ဟုတ်တယ် and uh, your ID ID to change okay allow me to be 11 what am I doing I'm okay, gonna scan F as... pass and DPM hold on now think comma pass him solution address or ID to show hold on ပြီးတော့လို့ရှိရင်တော့မဟုတ်စား if p ရဲ့ id က equal equal id to show အဲ့ဒါဆိုလို့ရှိရင်음ကျွန်တော်တို့ screen မှာသူ့ရဲ့ original ရှိနေတယ်အဲတန်ဖိုးတွေကိုပြအောင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင် name ကိုပြမယ် name နဲ့အဲ person s ဖြစ်မယ် ပြီးတော့လို့ရှိရင်ပြီးတော့ name ပြန်မှာမလားပြီးတော့လို့ရှိရင် print f ပြန်ထုတ်မယ်ဒါကြောင့်လို့ရှိရင်ဘာလို့ဆိုတော့အတော့ဖြစ်ရမယ်အဲ့ခါကျရင် person person d ဖြစ်မှာเนาะဟုတ်တယ်မလား p a g ဟုတ်ပြီခုကျွန်တော်တို့ပြောင်းလဲဖို့လုပ်မယ့်ဥစ္စာကိုသူ့ရေးခိုင်းမယ်ဒီဆုံးတက်တက်တက်လေးပြောအောင် ောင်းမရဘူးခံစားမရဘူးဟုတ်ပြီဒါကြောင့်နှစ်ခုအောက်ဆင်လိုက်တို့ပြီဒီခါရဲမဆာကြလို့ရှိရင်သူ့ပြပွားကြီး user ပြပွားကြီးဒီဥစ္စာတွေကမင်းရဲ့ original ရှိနေတဲ့ဥစ္စာမင်းပြမို့လို့မဟုတ်ဥစ္စာကိုအဲရေးခိုင်းမယ် and that you are new name မကြောက်ဘူး အဲ့ခါကျရင်အောက်ဆင်းမွားလို့ရှိရင် green and uh, scan f ya sorry ပါစက် main ဖြစ်တဲ့တုန်း s ဖြစ်ရမယ်ပြီးရင် and ပါစက်သုံးရမယ်သုံးရတယ်ကျွန်တော်သုံးလိုက်မယ်ဒီခါဘာဖြစ်အောင်လဲ main ဖြစ်အောင်ကျွန်တော်အစားစွန်းမှာဟုတ်တယ်မလားဒီပုံမှာရှိနေတဲ့ဥစ္စာနေရာမှာအခုအတစ်ထဲဥစ္စာစားပြင်မယ်ပြီးတော့လို့ရှိရင်အောက်ဆင်းမစင်းမလို့ဖြစ် and you are new 一级怎么的，整个当中奶奶个看那个，叫呃 ID string 哦，然后叫是 integer 哦，标准多少，不如标准多少，标准多少，俺们就那里那库就那出来的，我叫是 person d person d p 完了是 and person of p 也 ag 偏了，再偏了，p 完就那么少啥呗。 မှန်လားမှန်လားလို့ကြည့်ကြည့်အောင်ပြီးတော့လို့ရှိရင် break ရေးလိုက်နောက်တစ်ခါထပ်ပြီး ram နေတော့မှအချိန်ကုန်ခံပြီးတော့အမ်အွားကိုထပ်ပြီး ram ခိုင်းတော့အစုံနှိပ်သွားခိုင်းတော့အဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် if ကျွန်တော် September ပြမယ်နင်းလို့ကျင်တဲ့ဥစ္စာမရှိဘူး your name uh ွန်တော်ခုနကကြံခဲ့တာပါလဲဆိုရင် p equal to p on next ကိုသွားအောင်ဟုတ်လားကျွန်တော် five function နဲ့သွားနေရလေ p on next equal 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 ဆိုကျွန်တော်ဗာပြရမလဲဆိုရင် print f အောင်နိုင်စင်အောင်နဲ့ကြောင်းစင်နိုင်မယ်ဆိုတော့ဒီလိုကြရမယ် there is no person the ID in the list. Sorry. ဟုတ်ပြီပြီးွားရင်ကျွန်တော် person and name ဘာထည့်ရမလဲဆိုတော့ person ဒီထဲမှာဘာထည့်ရမလဲဆိုလို့ရှိရင်အဲ ID to show ဆိုတာရေးရမယ်။ဒါကြောင့်ကျွန်တော်ဒီလိုလုပ်တယ်ဆိုတော့ကျွန်တော်အခု range ကြီးမယ် range policy ပြမယ်။အခုကျွန်တော်အဲ p equal to နူဟုတ်ကဲ့လားဘယ်ကြည့်ရပါခုကျွန်တော်တစ်ဆိုပြီးနေမယ်နေပွားလို့ရှိရင်တရားဆိုပြီးကျွန်တော်ရေးလိုက်မယ်တရား NIU your name NIU your name ဆိုပါလို့ရှိရင်အဲဘာရေးမလဲဆိုရင်ကျွန်တော် main ဆိုပြီးရေးမယ်ဘူးကအတက်ကျတော့16ဆိုပြီးရေးမယ်ဟုတ်ပြီကျွန်တော်နှစ်ကိုနှိပ်ကြည့်မယ်မြင်တဲ့အတိုင်းပဲရှိနေဟုတ်လား information တွေ idea တရား name me အတက်က16အခုကျွန်တော်၄ဆိုပြီးနှိပ်လိုက်မယ်၄နှိပ်လို့ရှိရင်ကျွန်တော်မေးမယ်ဘယ် idea ချိန်မှာလဲခုတရားဆိုတော့ကျွန်တော်နှိပ်လိုက် အဲ့ဒါဖြစ်နေဟုတ်ဘာပြရလဲဆိုရင်ဒီနေရာမှာ p equal to half ဒီ one is equal to no ကျွန်တော်ထင်ဒီဥစ္စာအင်း p က next p ကအဆုံးတိ အဆုံးထိသွားမှာဟုတ်လားပြီးတော့အဆုံးထိလမ်းပို့ရမှာပို့ပြီးတော့ခါမှာကျွန်တော်အဲ့ထဲမှာရှိမရှိဆိုကြည့်ရမှာအခုဆိုကျွန်တော်လက်ထက်မှာရှိတာတစ်ခုတည်းပဲရှိတာတစ်ခုတည်းကိုပြင်တဲ့ခါကျရင် error ဖြစ်မယ်နှစ်ခုရှိရဆိုလို့ရှိရင်တော့အဆင်ပြေလိမ့်မယ်အခုကျွန်တော်ပြန် run ကြည့်ကြည့်မှတော့100 million ပေါ်လာပြီဟုတ်ကျွန်တော် new name ရေးခိုင်းတယ်အခုကျွန်တော်လွင်ဆိုပြီးကျွန်တော်ရေးလိုက်မယ်တက်ကကြတော့ရှင်ကျွန်တော်19ဆိုရေးလိုက် ခုနှစ်ကိုပြန်နေဟိုဟိုမြင်နေတိုင်းပါပဲ idea တရားနေလွင်းစကုအဆက်စကုဖြစ်သွားခုကျွန်တော်လေးကိုပြန်နှိပ်မယ်လေးကိုနှိပ်ပြီးတော့ကျွန်တော်လေးရဆိုပြီးရိုက်လိုက်မယ်တကယ်တမ်းအထက်မှာ list ထဲမှာမရှိဘူးเนาะမရှိရဥစ္စာကျွန်တော်ရိုက်လိုက်ပြီမရှိလို့ရှိရင် error ဖြစ်နေတယ် error ဖြစ်တယ်ဆိုရင်ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်အခုရှာကြည့်အောင်ကျိုးစားလဲအောက်မှာလဲအတူတူပဲဖြစ်ရအောင် do not ဒီဘာရင်ကျွန်တော်တင်ဒီဥစ္စာအောက်ကိုပို့ကြည့်ကြည့်မယ်ဒီဥစ္စာပို့ကြည့်လို့အဆင်ပြေလားမပြေလားကြည့်ကြည့်မယ်ဒါရဲ့အောက်ကိုထားကြည့်ခုပြန်မှန်းကြည့်မယ်ပြန်မှန်းကြည့်ပေါ်လို့ရှိရင်တေအောင်နေမယ်ဟန်ဒရက်နီးဆိုရင်ဒီမှာ66ဆိုပြီးကြည့်မယ်ဒီပေါ်လို့ရှိရင်400သွားမယ်400သွားမယ် ဘောကတော့ရှိမပေါ်လာဘာကြောင့်မပေါ်လာဘာကြောင့်မပေါ်လာတာလဲအင်းပြီးတော့ nice နော် NEA nice ဆိုရင်လည်းခုပြန်ပြီး range ကြည့်မယ်အင်း100 me အာ16ဆိုရင်ကျွန်တော်ရေးမယ်ပြီး phone name လဲအာ400ဆိုရင်ရေးလိုက်မယ်အဲအခုရပါတယ်ဟုတ်ဒါကကျွန်တော် there is no 400 id in the list ဆိုပြီးကျွန်တော်ပေါ့အခုကျွန်တော်4ပြန်နှိပ်မယ်4ပြန်နှိပ်ွား100ဆိုရင်ကျွန်တော်ရေးကြည့်ပြီးမယ်ရေးကြည့်လို့ရှိရင်ကျွန်တော်ဒီမှာ information ပေါ်လာပေါ်လာဝက်စီကျွန်တော်နာမည်အစ်စ်ပေးခြင်းလဲဆိုလို့ရှိရင် mm ring ဆိုရင်ကျွန်တော် name ကျော်ဆိုတာရေးလိုက်မယ်တက်ကြလို့ရှိရင်20ပေးထားလိုက်မယ် UI နှစ်နှိပ်ကြည့်ပြီးမယ်နှစ်နှိပ်လို့ရှိရင်ပေါ်လာပြီ100 id တရားမှာ link ကျော်တက်က20ဆိုပြီးပေါ်လာဟုတ်ပါဗီဒီယိုစကြလို့ရှိရင်အဲ id ID ကိုသုံးမှာလို့ရှိရင် ID ထဲမှာရှိနေတဲ့ information ကိုကျွန်တော်ပြောင်းကျင်တယ်ဆိုလို့ရှိရင်ပြောင်းမှုကြိုးစားတဲ့ဥစ္စာပေါ့အဲဒီဥစ္စာမှာဆိုလို့ရှိရင်တော့နာမည်နဲ့ ID ဥစ္စာ in ကိုကျွန်တော်ပြောင်းတဲ့ဥစ္စာ string နဲ့ in ကိုပြောင်းတဲ့ဥစ္စာလို့ထားဘာကြောင့်လဲဆိုလို့ရှိရင် string နဲ့ in နှစ်ခုပဲရှိအောင်အဲဒီဥစ္စာကိုနားလည်အောင်ဆိုရင်ကျွန်တော်ပြောင်းတဲ့ဥစ္စာလို့တကယ်လည်းတွေ့ကြလို့ရှိရင်နာမည်ကိုထပ်ပြောင်းခိုင်းတာလည်းကျွန်တော်လူကြောင်းပေါင်းနေတာပေါ့ဟုတ်ပါပြီဒီဥစ္စာဒီ video ဒီလောက်ပါပဲနောက်တဲ့ video မှာကျွန်တော်နေရာပြောင်းတဲ့ဥစ္စာကိုပြပါမယ်တကယ်လို့ ဗီဒီယိုအများကြီးမဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြပါမယ်တကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်တော့ပြတော့ဟုတ်ပါပြီအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုဒီနောက်ရက်လိုက်ပါမယ်